အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှာကြိုဆိုပါရစေ။ဒီဗီဒီယိုလေးမှာဆိုရင်တော့ညီမကအကျွေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလေးတွေအသုံးပြုလို့ရမလဲဆိုတဲ့အကြောင်းလေးကိုညွှန်ပြပေးမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ညီမကအကျွေးပေါင်ချာလေးစတင်ဖွင့်ပြပါမယ်ရှင်။ဒီတော့အယောင်းနဲ့ဟိုသွားပြီးတော့ညီမကအပေါင်ချာလေးတွေဖွင့်ပါမယ်။ ဒီတော့ညီမကဒီပေါင်ချာလေးကိုရောင်းမယ်ဒီတော့အကျွေးရောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေးငွေဆိုတဲ့နေရာမှာညီမကတမိုးပမာဏကို0လို့ထည့်ပါမယ်ပြီးရင်တော့အကျွေးပေါင်ချာဖြစ်တဲ့အတွက်ကုံဝယ်သူရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာပါဒါကြောင့်မလို့ညီမကကုံဝယ်သူရဲ့နာမည်ကိုထည့်ပေးပါမယ်ရှင်ကစားမနာမည်နဲ့ကစတမာရဲ့ဖုန်းနံပါတ်ကိုထည့်ပေးပါမယ်။ ပြီးရင်တော့ညီမတို့ကဒီဘောင်ချာလေးကိုတိမ့်ပြီဆိုပြီးတော့လှုပ်ဆောင်လိုက်လို့ရပါတယ်ဒါဆိုရင်ညီမကနောက်ထပ်ဘောင်ချာလေးတွေထပ်ပြီးတော့အကျွေးဘောင်ချာလေးတွေဖွင့်ပြပါမယ် အဲဆိုရင်ဒီအရောလဲညီမကအကျိုးရောက်မှာမလို့ပေးငွေဆိုတဲ့နေရာမှာ0ကိုထည့်ပါမယ်ရှင်။ဒါဆိုရင်တော့0ကိုထည့်ပြီးရခါမှာအကျွေးဖြစ်တဲ့အတွက်ကြောင့်မလို့ကစမာရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုထည့်ပါမယ်။ကစားမရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုထည့်ပြီးတော့ဒီပေါင်ချာလေးကိုတင်ပြီဆိုပြီးတော့ညီမကပေါင်ချာတစ်စောင်ထပ်ပြီးဖွင့်လိုက်ပါမယ်။ ီတစ်ခါမှာတော့ညီမကပစ္စည်းလေးကိုရပ်ဘူးဘူး90ရောင်းလိုက်ပါမယ်ရှင်ဒါကိုလည်းအကျိုးရောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေးငွေမှာ0ကိုထည့်ပါမယ်ပြီးရင်တော့ကုန်ဝယ်သူရဲ့နာမည်လေးကိုဖြစ်ပြရပါပါဒီတစ်ခါတော့ခုနကဝယ်သွားတဲ့ customer အောင်အောင်ကိုပဲညီမကထည့်ပါမယ်ဒါကြောင့်မလို့ရှိထားတဲ့အောင်အောင်ကိုညီမကရွေးလိုက်လို့ရပါတယ်ပြီးရင်တော့တိတ်ပြီဆိုပြီးတော့ဘောင်ချာလေးကိုညီမကအသုံးပြုလိုက်ပါမယ် ဒါဆိုရင်ခုနကရောင်းလိုက်တဲ့အကျွေးပေါင်ချာလေးတွေကိုညီမတို့ကကြည့်ကျင်နေဆိုရင်တော့ဒီအကျွေးစရင်ဆိုတဲ့ကဏ္ဍထဲမှာကြည့်လို့ရပါတယ်။ဒီအကျွေးစရင်ဆိုတဲ့ကဏ္ဍတွေရမှာညီမတို့ကအရရန်ရှိရဲမှာကြည့်လို့ရပါတယ်ရှင်။ ဒီရရန်ရှိရမှာကြီးလိုက်မယ်ဆိုရင်တော့ညီမတို့ကရောင်းချလိုက်တဲ့ပေါင်ထာ၃ဆောင်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။ customer အောင်အောင်ဝယ်သွားတဲ့ပေါင်ထာက၂ဆောင်ပြီးရင်တော့မြတ်မြဝယ်သွားတာက၁ဆောင်ဆိုပြီးတော့ညီမတို့ကတွေ့ရမှာပါ။ဒါကိုမှ customer အလိုက်ကြည့်ချင်တယ်ဆိုရင်လည်းနံပါတ်လေးကိုဒီမှာကုန်ဝယ်သူဆိုတဲ့နေရာကအမေကမြားလေးကိုနှိပ်ပြီးတော့မှ customer အလိုက်ရွေးပေးလို့ရပါတယ်။ဒါဆိုရင်တော့ညီမတို့ကအောင်အောင်ဝယ်သွားတဲ့ပေါင်ထာတွေကိုတွေ့ရမှာပါ။ ဒါဆိုရင်အောင်အောင်ဆိုပြီးတော့ကျွန်တော်တို့ကအန်တာခောက်လိုက်တဲ့အခါမှာအောင်အောင်ဝင်သွားတဲ့ပေါင်ချာနှစ်ဆောင်ကိုတွေ့ရမယ်။တကယ်လို့မြမြဝင်သွားတာကိုကြည့်ချင်းရင်မြမြဆိုပြီးတော့ကျွန်တော်တို့က UAV အန်တာလေးနှိပ်လိုက်တဲ့အခါမှာမြမြဝင်တဲ့ပေါင်ချာကိုတွေ့ရမှာပါ။ဒါမှမဟုတ်ဘူးအကုန်လုံးကိုကြည့်ချင်းနေဆိုရင်တော့ကျွန်တော်တို့က all ဆိုပြီးတော့ထားထားလို့ရပါတယ်။ ဒါကတော့ညီမတို့ရောင်ချလိုက်တဲ့ပေါင်ချလေး၃ဆောင်ကိုတွေ့ရမှာပါဒီအမှာဆိုရင်တော့အောင်အောင်ဝယ်သွားတဲ့ပေါင်ချကပထမပေါင်ချမှာဆိုလို့ရှိရင်သိန်း၆000နဲ့900ပါဒုတိယပေါင်ချမှာတော့၄000ရှိပါတယ်ဒီတော့စုစုပေါင်းသူဝယ်သွားတဲ့တန်ဖိုးပမာဏက2သိန်းနဲ့900ပါဒါကောမညီမတို့ကဘယ်နေရာမှာထပ်ပြီးကြည့်လို့ရအောင်မလဲဆိုရင်ဒီအကျွေးစရင်းတွေကမဟုတ်ဘဲနဲ့အဆက်အသွယ်များဆိုတဲ့ကဏ္ဍထဲမှာလည်းညီမတို့ကကြည့်လို့ရပါတယ်။ဒီပေါင်ချလေးကိုကြည့်ချင်ရင်အဆက်အသွယ်များဆိုတဲ့နေရာမှာကုံဝယ်သူဆိုပြီးတော့ညီမတို့ကကြည့်လို့ရပါတယ်။ ဒီနေရာမှာတော့ညီမတို့စီမှာကုန်ဝယ်သူတွေရှိနေမှာပါဒီထဲမှာမှာအကျွေးဝယ်သွားတဲ့ customer တွေဆိုရင်တော့ရအရန်ရှိငွေဆိုတဲ့နေရာမှာတန်ဖိုးပမာဏလေးလေးပြပေးနေမှာပဲဖြစ်ပါတယ်ဒီတော့ညီမတို့ကကြည့်လိုက်မယ်ဆိုရင်တော့ဒါက customer အလိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့အောင်အောင်ရဲ့ပေါင်ချာကိုနှစ်ဆောင်မြင်ရမှာမဟုတ်ဘဲနဲ့ရရန်ရှိငွေပမာဏမှာပေါင်ချာနှစ်ဆောင်သာပေါင်းပြီးရနှစ်သိန်းနဲ့၉ထောင်ဆိုပြီးပြပေးမှာပဲဖြစ်ပါတယ်မြန်မာကတော့သူဝယ်ထားတဲ့ပေါင်ချာတစ်ဆောင်ပဲရှိရတဲ့အတွက်ကြောင့်မလို့သူပေါင်ချာတစ်ဆောင်သာသိန်းနဲ့9000ဆိုပြီးတော့ညီမတို့မြင်ရမှာပဲဖြစ်ပါတယ် ဒါဆိုရင်တော့ညီမတို့ကအကျွေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရောင်းလို့ရရဲပြီးတော့အကျွေးစည်ရင်းလေးတွေကိုဒီအကျွေးစည်ရင်းဆိုတဲ့ကဏ္ဍတွေရမှာရရန်ရှိရမှာကြည့်လို့ရရဲဆိုတဲ့အကြောင်းနဲ့အဆက်အသွယ်များတဲ့ကကုံဝဲသူမှလည်းလုံပေါင်းပေါင်းထားတွေကိုကြည့်လို့ရရဲဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်လူချင်းများအားလုံးတာယာရေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်